ရန်ကုန်မြို့ရဲ့ဖွံ့ဖြိုးနေတဲ့မြို့နယ်တွေကတခုဖြစ်တဲ့လမ်းမဆက်သွယ်ရေးရကောအချက်ချကြတဲ့နေရာမှာရှိတဲ့မြို့တော်ကုန်မြို့နယ်တွေက Modern House တွေတလုံးကိုဒီနေ့မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်။မြို့တော်ကုန်55ရပ်ကောက်မှာရှိပြီးတော့မန္တလေးလမ်းမနဲ့ဘာထုလမ်းမကိုလည်းတဲပေါက်တဲ့ပေ60 60ပေါ်မှာစောက်ထားတဲ့အရှမ်းကုန်မလှပကျော်ရှင်တဲ့ Modern House တွေတလုံးကိုဒီနေ့ House တို့လုပ်ပေးသွားမှာဖြစ်ပါတယ်။ ကဲဒီ action နေရာလေးမှာဆိုရင်လေရွှေလန်ငွေလာလေးရဲ့ပျောက်စင်းလေးတွေတုတ်ပြီးတော့တေချောင်းအလှဆင်းမိထားတာကိုတွေ့ရတယ် ဖြတ်တကားကိုတော့လက်ပြခောက်တကားတွေတုံးမိထားတဲ့အတွက်အရန်ကိုမှလှိုင်းချင်းနှမမှာဆိုရင်တော့ကပ်ပကင်လေးစီလောက်ဆန်ပြီးတော့တွေ့ပြားရဲ့အပြစ်ခင်းမိထားရဲ့အရန်ကိုမှလှပါကျော်ရှိနဲ့ကပ်ပကင် area ရဲ့ဒီလက်ချမ်းမှာဆိုရင်တော့ကလေးတွေနဲ့အေးအေးဆေးဆေးနေလို့ရမှာ garden area space လေးကိုတေချာတုံးမိထားတာကိုတွေ့ရတယ်။တော်တော်လေးကိုမှချေပြီးတော့အရန်ကိုလည်းလှိုင်း green area လေးထည့်ပေးထားတဲ့အတွက်ကိုစိတ်ကိုအရန်ကိုမှ relax ဖြစ်စေတယ်။ ပျော်ရွှင်စေရယ်ဝင်ဝင်ချင်းမှဆိုရင်တော့ living room area လေးတွေ့ရမှာပဲဖြစ်ပါတယ်မိသားစုတွေနဲ့အေးအေးဆေးဆေးနေလို့ရမယ်စကားဖောင်ဖွယ်ပြီးပြောလို့ရမယ့် area လေးပေါ့ဒီနေရာလေးကတော့အိမ်ထဲမှာထည့်ပေးရတဲ့ green area လေးပေါ့နော်တော်တော်လေးဟိုမှာလည်းလှပြီးတော့ညနေပတ်တွေမနက်ပတ်တွေ coffee လေးတောက်ပြီးတော့အေးဆေးဆေးစားအုပ်ဖက်မယ်အလွတ်လုံးမယ်ဆိုရင်ထိတော်ဆုံးနေရာလေးဒီနေရာလေးကတော့ dining room နဲ့ kitchen room ကိုတွဲထားတဲ့နေရာလေးပေါ့နော် green area လေးကိုလည်းလှမ်းမိမြင်ရရဲ့ ပြပိနဲ့တည်းဆိုလဲအောက်ကအပေါ်မှာကျွန်းနေတဲ့အပြည့်သုံးမိထားရဲ့။ရှောင်းလန်းရိုးကိုလည်းတော်တော်လေးတကျယ်သုံးမိထားရဲ့။ရေချိုးခန်းနဲ့ပိုတိုင်းတွဲရက်ကလေးလည်းပါမယ်။ဒီကနေ့ကတော့ master room ခန်းလေးပေါ့နော်ရေချိုးခန်းနဲ့ပူတိုင်းတွဲရပါပြီးတော့ကျွန်းပါကီအပြည့်ခင်မိထားရဲ့ stoking area လေးလည်းပါသေးရဲ့လက်တဲ့လေကနေရာလေးမှာဆိုရင်လေကျွန်းနေနေကိုတေချာတူးတဲ့အကြီးနေကိုခင်းပြီးတော့အလှဆင်ပေးရတာကိုတွေ့ရတယ် ဒီအရေးရတက်တက်ချင်းတွေ့ရမယ် living room area လေးပေါ့နော် second floor မှာ living room လုပ်ချင်ရင်ဒါမှမဟုတ် gym gallery ထည့်ချင်အရန်ကုန်မှာတင်တော်ရနေရလေး wellness space တွေထည့်ပေးထားပြီးတော့တငယ်ချင်းတွေမိသားစုတွေနဲ့ဟေးဟေးဆေးဆေးနေလို့ရတဲ့နေရာလေး eco hut တွေနဲ့လည်းအလားစင်မိထားရယ်ရှောင်းလန်းနေရာမှာဆိုရင်လည်း garden area လေးကိုလှမ်းပြီးတော့မြင်နေရတယ် ဒီခန်းလေးကတော့ရေချိုးခန်းနဲ့ဖိုးတိုင်းတွဲရဲ့ပါတဲ့ master root ခန်းလေးပေါ့နော်တော်တော်လေးကိုမှကျဲပြီးတော့ကြွေပြားရည်တဲ့ရေချိုးခန်းမနေရာမှာအပြည့်ခင်းနေတာကိုတွေ့ရတယ်။ဒါလေးကတော့နောက်ထပ် master root ခန်းလေးပေါ့နော် second floor မှာဆိုရင်တော့ master room နှစ်ခန်းပါတယ်။ဒေချာလေးလုပ်ပေးထားပြီးတော့စီလေးတွေနဲ့လှဆင်းမိတာကိုလည်းတွေ့ရမယ်။ third floor တက်တဲ့နေရာလေးမှာဆိုရင်လည်းတော်တော်လေးကိုမှလှရယ်။ရွှေလံငွေလံလေးတွေနဲ့လှဆင်းမိတာရယ်။စီလေးလေးနဲ့အရန်ကိုမှလှတဲ့နေရာလေး။ ရှောင်းလန်းနေရာဆိုလဲအကျဲကြီးသုံးပေးထားပြီးတော့ဒါကတော့ platform မှာပါတယ် master အခန်းလေးပေါ့နော် platform မှာဆိုရင် master နှခန်းပါတယ်အားလုံးစုစုပေါင်းကတော့ master ရောငါးခန်းပါတယ်ပေါ့နော်တော်တော်လေးကိုမကျဲပြီးတော့ view လဲပွင့်နေအရန်ကိုလဲလှိုင်းရေချိုးခန်းပူတိုင်းနေမှာဆိုရင်လည်းအောက်ကောပေးရောမှာကြွေပြားလေးတွေအပြည့်ခင်မိထားတယ်ဒါလေးကတော့ wireless space လေးပေါ့နော် green area လေးလဲထားပေးရတဲ့အတွက်မျက်စိကိုရှင်းမနေဘူးအရန်ကိုမှလှိုင်း ီနေ့မိတ်ဆက်ပေးသွားတဲ့ဒီနေ့အစီအစဉ်တော့သိန်းပေါင်း2500ဖြစ်ပြီးတော့စိတ်ဝင်စားရဲဆိုရင်တော့ PSN Property ဆက်လိုက်ပါနော်အားလုံးကျေးဇူးတင်ပါတယ်ရှင်